တကယ်တကယ်တမ်းအခြေအနေမှာပေါ့နော်တုတေသနာပြုချက်တွေအများဆိုရင်တဲ့ဒီငလင်လုံနေတဲ့အချိန်မှာ အပြင်ကိုထွက်ပြေးတဲ့သူတွေကအထီအခိုက်အများဆုံးအသေးအကြီးအများဆုံးလို့ပြောတယ်သူကဘာဖြစ်လို့လဲဆိုတော့အဆောက်အဦတစ်ခုထဲမှာဟိုငလင်လုံပြီဆိုရင်ဒီအဆောက်အဦပြိုကျနိုင်ချေယာဂိုင်နှုံထက်ဆာရင်ဒီနေရာပေါ်မှာရှိတဲ့ပစ္စည်းတွေအောက်ကိုပြုတ်ကျတာပြီးရင် မှန်တကားတွေကနေပြီးတော့မှန်နေ क्वे ပြီးတော့အောက်ကိုပြုတ်ကြတာအရန်ကိုလေးတဲ့ပစ္စည်းတွေကအပေါ်ကနေအောက်ဆုံးကိုပြုတ်ကြတာဒါမျိုးတွေအဖြစ်များတယ်ပေါ့နော်အဲ့တော့ငလင်အားပြင်းလေးလေးလေးတဲ့အရာဝတ္ထုတွေကအပေါ်ကနေရုတ်တရက်အောက်ကိုပြုတ်ကြနိုင်တယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကငလင်အရန်လှုပ်နေတဲ့အချိန်မှာအထက်မြင့်တိုက်တွေကနေအောက်ကိုပြေးဆင်းမယ်ဆိုရင်အဲ့ဒီအချိန်မှာဖြစ်နိုင်ချေအများဆုံးက လေးလံတဲ့အရာတခုခုကကိုယ့်ပုံကိုကြားနိုင်ချေပုံများတယ်လို့သူတည်နာပြုချက်တွေကပို့ပြီးတော့တွေ့ရတာပေါ့နော်ဆိုလိုတာကအင်အားကြီးငလျင်လှုပ်တဲ့အခါကြတိုင်းမှာအဆောက်အဦပြိုကျပြီးတော့တိတ်ဆုံးတာထက်ဆိုင်ရင်ထွက်ပြေးလို့တိတ်ဆုံးတဲ့သူကပုံများတယ်ထွက်ပြေးလို့အထိအခိုက်ဒဏ်ရာရတဲ့သူထွက်ပြေးလို့ခြေကျိုးလက်ကျိုးတာကပုံများတယ်လို့သူတည်နာပြုချက်တွေကတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီအဆောက်အဦထဲမှာအသေးခံရမှာလား အဲသူတို့တွေးရှိချက်အရာငလင်လောက်တိုင်းအဆောက်အဦတွေကပြိုကျတာမဟုတ်ဘူးပြိုကျတဲ့အဆောက်အဦတွေဆိုတာကအခုလက်ရှိစောက်လုံစဲအဆောက်အဦတွေပေါ့နော်ဥမာထိုင်းနိုင်ငံမှာပြိုကျသွားတဲ့ဒီအထက်မြင့်တိုက်ကြီးဆိုရင်ဒါအခုမှစောက်နေတာမပြီးသေးဘူးပေါ့နော်အဲ့လိုမျိုးအဆောက်အဦတွေကပြိုကျနိုင်ရှိရှိရဲပြီးရင်အရေးအတွင်းမမီတဲ့အထက်မြင့်တိုက်တွေပေါ့နော်ကျွန်တော်မြန်မာပြည်မှာတော့တချို့တိုက်တွေပါပေါင်းပါနိုင်တယ်အဲ့လိုမျိုးတိုက်တွေဆိုရင်တော့ပြိုကျနိုင်တယ် အဲ့လိုမှမဟုတ်ပဲねခခိုင်မမာစောက်ထားတဲ့တိုက်တွေဆိုရင်တော့ခုနကကျွန်တော်ပြောလို့ပေါ့နော်အယန်းငလင်လုံးနိုင်လို့ငလင်နေအယန်းလှုပ်လာလို့အောက်ကိုဆင်းပြေးတဲ့ခါကြမှာပဲပစ္စည်းတစ်ခုပြုတ်ကျပြီးတော့ထိခိုက်ထန်ရရတာအသက်ဆုံးဆုံးတာတွေကပို့ပြီးတော့ဖြစ်နေတယ်။ကဲရေကျွန်တော်တို့ကမြေကြီးထက်မှာမဟုတ်ပေါ့နော်အပြင်ကိုအလွယ်တကူပြေးထွက်လို့ရတဲ့နေရာမှာမရှိနေဘူးဆိုရင်ကျွန်တော်တို့ကဒီအထက်မြင့်နေမှာရောက်နေတယ်ဆိုရင်လှုပ်လှုပ်လို့ရမယ့်နီလန်းက ဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမှာပေါ့နော် drop ကပါ hole ခေါ်တယ်အဲ drop ဆိုတာကကိုကိုကိုချက်ချင်းမတည့်ရနေတာဖြစ်ဖြစ်ထိုင်တာပဲဖြစ်ဖြစ်ချက်ချင်းကြမ်းမြင့်မော်ကိုဒီလေးဘက်ထောက်ချလိုက်ပေါ့နော်ဒါတဒောင်စစ်နှစ်ဖက်ရဲ့ဒူးနှစ်ဖက်ရဲ့ချက်ချင်းလေးဘက်ထောက်ချလိုက်အဲ့မှာအဲ့ဒါကို drop လို့ခေါ်တယ်ပေါ့နော်ဒါဝက်ချလိုက်လို့ခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လက်တစ်ဖက်နဲ့ကျွန်တော်တို့ခေါင်းနဲ့လယ်ဘင်းကိုအကာအကွယ်အနေနဲ့ယူထားပါလို့ပြောတယ်ပေါ့နော်ဒါကို ကာဗာလောက်တယ်လို့ပြောတယ်ဗောနော်နောက်တစ်ခုကစုပ်ကင်ထားဗောနော်စုပ်ကင်ထားဆိုတာကကို့ဘေးပတ်ချလင်နားမှာဇပွဲတစ်ခုရှိတယ်ဆိုရင်အဲ့ဒီဇပွဲအောက်ကိုတက်နိုင်နေမြတွားတွားပြီးတော့တက်နိုင်နေမြရွေ့ွားပြီးတော့ဒီဇပွဲရဲ့ဒီတိုင်ကိုကင်ထားဖို့လိုတယ်ဗောနော်အဲ့ဒါကိုဟိုးအုံလို့ခေါ်တယ်အကယ်၍ကို့ဘေးနာပတ်ဝန်းကျင်မှာဇပွဲတွေပါနေမရှိဘူးဆိုရင်တော့ဒီချမ်းမြေမှာပဲကို့ကကျွန်တော်တို့ရဲ့ခေါင်းနဲ့လက်ပင်ကိုလက်ဖြန်နဲ့ကာထားဖို့လိုတယ်။ဒါဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ ဒီကျွန်တော်တို့ခန္ဓာကိုယ်မှာအသက်အန္တရာယ်အတွက်အထူးကိန်းနိုင်ဆုံးအရာကခေါင်းနဲ့လေပင်ပဲပေါ့နော်အဲ့ဒါတွေကိုတခုခုဖြစ်လာရင်ကာကွယ်ဖို့ဆိုတာကဒီခေါင်းနဲ့လေပင်ကိုကာကွယ်နိုင်ဖို့အတွက်လက်ဖြံကိုအတုံးပြုဖို့လိုတယ်ပေါ့နော်ဖြစ်နိုင်လေဆိုရင်တော့စပွဲခုံအောင်ကိုတွားတာကောင်းတယ်ဒီညမှာတချို့တွေကဗီဒူဘီနာမှာတွားနေတာမျိုးတွေလောက်တာမျိုးရှိတယ်မလောက်ပါနဲ့ငလင်က အရန်ကိုပြင်းတဲ့ခါကျရင်ဗီဒူကကိုယ့်ပေါ်ကိုလှဲကြလာနိုင်တယ်ပြီးရင်နောက်တစ်ခုကတချို့တွေက ငလင်လောက်တဲ့အခါကျရင်နေရံနားမှာတော့ကတ်တယ်အဲ့တော့အဲ့ဒီနေရံကဒီအပေါ်မှာချိတ်ထားတဲ့ပစ္စည်းတွေကရုတ်တရက်ကျလာရင်ကိုယ်ကိုအလွယ်တကူထိခိုက်နိုင်တယ်အခက်မတင်အတက်အနေတော့ရှိနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ဒီအပြင်ဖက်နဲ့နီးတဲ့နေရံတွေပေါ့နော်ဒီပရင်းပေါက်တွေရှိတယ်အခန်းရဲ့ဘေးမှာကာထားတဲ့နေရံတွေဆိုရင်အကယ်၍ကိုကစပွဲခုံနေမရှိဘူးနေရံနားကတ်မယ်ဆိုရင်တော့မှအခန်းရဲ့အတွင်းဖက်မှာရှိတဲ့နေရံပေါ့နော်အပေါ်မှာဘာ အရာဝတ္ထုမှမရှိဘဲနဲ့အဲ့ဒီအခန်းရဲ့အပေါ်မှာဘာအရာဝတ္ထုမှမရှိတဲ့အခန်းရဲ့အတွင်းဘက်မှာရှိတဲ့နေရန်ဘေးနားမှာကတ်နေပေါ့နော်အဲ့လိုမျိုးကတ်နေပြီးတော့ကျွန်တော်အခုပြောခဲ့လို့ပဲဒီဝတ်ချထားမယ်အကာအကွယ်ယူတဲ့ position နဲ့ပဲနေမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အထက်မြင့်တိုက်ပေါ်မှာ ရောက်နေတဲ့အလွယ်တကူဆင်းမပြေးနိုင်ဘူးအပြင်ကိုထွက်မပြေးနိုင်ဘူးဆိုရင်လောရမှာပေါ့နော်အကယ်ကိုကအောက်ဆုံးထပ်မှရောက်နေရဆိုရင်တော့ချက်ချင်းအပြင်ကိုပြေးထွက်ပြီးတော့ ဒီတိုက်နဲ့ဝေးနိုင်တယ်မြဝေးတဲ့နေရာမှာနေရမယ်အဲ့ဒါပြီးတော့အဲ့ဒီနေရာမှာဝစ်ချပြီးတော့အကာအကွယ်ယူရမယ်ပေါ့နော်အကယ်၍ကိုကငလင်လောက်တဲ့အချိန်မှာအဲ့ရပုံမှာရောက်နေတယ်ဆိုရင်တဲ့ဒီကိုကအိတ်နေတာကိုမထားလိုက်ပါနဲ့ပေါ့နော်ပြီးရင်ခေါင်းအုံးကိုရဲ့မျက်နှာပေါ်အုပ်လိုက်မယ်ခေါင်းအုံးကိုကိုရဲ့ခေါင်းပေါ်မှာထားလိုက်မယ်ပေါ့နော်ပြီးရင်လက်နဲ့အုပ်ပြီးတော့အကာအကွယ်ယူထားလို့ပြောတယ်အကယ်၍ကိုကအဆောက်အဦရဲ့ပြင်ပမှာဆိုရင်တော့ဒီမီဂျိုးတွေတက်တိုင်နေတဲ့ဝေးရာ အပင်အမြင့်နေပေါ့နော်တစ်ကိုင်းကျိုးချနိုင်တဲ့အပင်အမြင့်နေနဲ့ဝေးရအဆောက်အဦအမြင့်နေနဲ့ဝေးရမှာတွားပြီးတော့ဝှက်ချပြီးတော့အကာအကွယ်ယူထားတဲ့နယ်လို့ပြောတယ်အကယ်၍ကကားမောင်းနေရင်တန်လန်းနဲ့ငလင်လောက်တယ်ဆိုရင်ကားကိုလမ်းဘေးမှာချက်ချင်းချရက်ပြီးတော့ငင်းငိမ့်လေးပဲနေတဲ့နယ်ပေါ့နော်ကိုကဝီချဲလိုမျိုးဟာနဲ့ရှိနေတယ်ဆိုရင်လည်းပဲကျွန်တော်တို့ကချက်ချင်းမြေကြီးပေါ်တွားဖို့မလွယ်ဘူးပေါ့နော်အဲ့ဝီချဲကိုလုံးဝလော့ချလိုက်ပြီးတော့ ကိုယ့်ရဲ့ခေါင်းနဲ့လက်ပင်ကိုတထောင်စင်းနဲ့ဒီလက်ဖြံနဲ့ကာထားဖို့လိုတယ်အဲ့တော့ဘယ်နေရာပဲရောက်ရောက်ကျွန်တော်တို့ဝတ်ချမယ်အကာအကွယ်ယူမယ်ဒါကို လုံးဝမမေ့ပါနဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေပြောစကားအရဆိုတော့မြန်မာနိုင်ငံလိုမျိုးငလင်ခဏခဏရှိနိုင်တဲ့ငလင်ပြက်ကျော်ရှိတဲ့နေရာတွေဆိုရင်တော့တဲ့ဒီလိုမျိုးဝတ်ချအကာအကွယ်ယူစောက်ကင်ထားတဲ့ position ကို train လောက်တာကိုတလားမှာတစ်ခါတော့တော့လုတ်တဲ့နယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့အကယ်၍ရုတ်တရက်အခြေအနေတွေပေါ့နော်ဒီလိုမျိုးအရေးပေါ့ငလင်လောက်တာတဲ့အချိန်ကြရင် ကျွန်တော်တို့ရဲ့ဗီဇာအရာချက်ချင်းအပြင်ကိုပြေးထွက်တတ်တယ်ပေါ့နော်။အဲ့တော့လှုပ်နေတဲ့အချိန်ကဒါစက္ကန့်ပိုင်းမိနစ်ပိုင်းပဲကြာတယ်။ပြီးခဲ့တဲ့ ီနေ့ကျွန်တော်တို့လှုပ်ရတဲ့ငလျင်ဆိုရင်ဒါမိနစ်ပိုင်းပေါ့နော်တချို့တွေက10မိနစ်လို့ပြောတယ်တချို့တွေက9မိနစ်လောက်ထိတော့ပြောတယ်အဲ့တော့လှုပ်နေတဲ့အချိန်အတွင်းမှာတော့ဒီလိုမျိုးဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်ငလျင်လှုပ်တာပြီးွားတာနဲ့ချက်ချင်းဒီအဆောက်အဦထဲကနေအပြင်ကိုထွက်ဖို့လိုတယ်ပေါ့နော်ငလျင်လှုပ်နေတော့ထွက်တာမဟုတ်ပဲနဲ့ငလျင်လှုပ်လို့ပြီးွားတာနဲ့ချက်ချင်းအပြင်ကိုအမြန်ဆင်းပြီးတော့ထွက်ဖို့လိုတယ်ပေါ့နော်လှုပ်နေတော့တန်လမ်းမှာ ငလင်လုံနေတုံတန်လမ်းမှာကတော့အထက်အမြင့်မှာလည်းရောက်နေတယ်ဆိုရင်တော့ဝက်ချမယ်အကာအဝယ်ယူမယ်စုပ်ကင်ထားမယ်ပေါ့နော်စုပ်ကင်ထားတာကဒီစပွဲတစ်ခုခုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါ်မှာအကာတစ်ခုခုပေါ့နော်အဲ့ဒီဟာရဲ့ဒီတိုင်ကိုစုပ်ကင်ထားဖို့လိုတယ်ပေါ့နော်အကယ်၍ငလင်လှုပ်လို့ဒီစပွဲကလိုက်ရွေ့ရတယ်ဆိုရင်တော့ကိုကပါလိုက်ရွေ့ပါဆိုပြီးတော့သူကပြောပြထားတယ်ပေါ့နော်အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကျရင်တော့ဒီတုံးခိုးကိုလုံးဝမမိနဲ့ပေါ့နော် drop ကပါ hold on ဝတ်ချမယ်အကာအကွယ်ယူမယ်စောက်ကင်ထားမယ်ဒါလေးကိုလုံးဝမမေ့ပါနဲ့တူတင်နာပြုချက်တွေရာဒီလိုမျိုးလုပ်တဲ့လူတွေကပို့ပြီးတော့အန္တရာယ်ကဲမာတယ်ဘေးကင်းမာတယ်လို့ပြောတယ်ပေါ့နော်အော်ဗီဒီယိုဒီတိကြည့်ပြတဲ့တကြောင်လို့ကျေးဇူးတင်ပါတယ်အဲ့တော့မိတ်ဆွေကိုယ်တိုင်လည်းဒီငလင်လိုမျိုးတဘာဝဘေးအန္တရာယ်တွေတခြားတော့ဘေးအန္တရာယ်အမျိုးမျိုးကနေပြီးတော့လုံခြုံစိတ်ချဘေးကင်းတဲ့နေရာ ရောက်နေပါစေအဆက်ဆက်ရရအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အော်မိတ်ဆွေ ကျွန်တော်ဆက်ပြီးတော့အကျိုးရှိတဲ့ content တွေအကြောင်းအရာတွေကိုတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားနိုင်ပါတယ်ဒီ video ဒီပါမယ်အဆုံးတက်ပေးပါမယ်ကျေးဇူးတင်ပါတယ်